ဆိုရှယ်မီဒီယာမှာကျွန်တော်တို့ကထင်ရည်လျှောက်ပြီးတော့ရေးကြတာပေါ့ဥစားပေါ့ဟိုကျွန်တော်တို့ကကျွန်တော်တွေ့တယ်ဆိုရှယ်မီဒီယာကိုကျွန်တော်ကဟိုကျွန်တော်တို့ကြည့်တယ်ဆိုတာကျွန်တော်တို့ကဟိုလိုက်ပြီးတော့သတင်းလေးဖတ်ကြည့်တယ်မှန်တာမှားတာတော့သူ့အတူပြန်ဆင်ကျင်ရတာပေါ့ဟိုကျွန်တော်တို့ကအကြောင်းရင်းဖြစ်နေတယ်တိတ်နဲ့သွားကတ်တယ်ကျွန်တော်အဲ့ဒါလေးအများအပြားပြောတယ်တိတ်နဲ့သွားကတ်အဲ့ဒါကိုကျွန်တော်တို့လူမျိုးတွေဝိုင်းဆဲကြတယ်ကျွန်တော်တနာလိုက်တာဗျာအဲ့ဒါပညာရှင်တွေလုပ်နေကြတာလေအဲ့ဒီတိတ်နဲ့ဟာနောက်ပြီးတော့ဆက်ဟလာသီလားဆက်ပြီးတော့ဘလို့သွားလဲဆိုတဲ့အတိုင်းတာလေးနဲ့သူတို့တိတ်ကတ်တာ အဲ့ဒါကိုကျွန်တော်တို့ကသွားပြီးတော့ဟာသလုပ်တယ်တိတ်တင်နဲ့ကန့်နေကြတယ်ကျွန်တော်ဥဆိုးလက်မြမှာထိုက်သူပန်တိုင်းစီဝါထုတ်လို့ရေလုပ်ငန်းလုပ်ကြပါတယ်အခုထိုက်သူပန်နာမည်နဲ့ကျွန်တော်တို့အာဟာရဒါနာအလှူတွေလူနေတယ်၄နှစ်ကျော်လုံး၅နှစ်ပြည့်တော့မယ်နောက်ထိုက်သူပန်အခမဲ့စေကမ်းဖွင့်ထားတယ်။လက်ရှိငလင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်ရေကြီးတော့လည်းလိုက်လူထားတယ်ပေါ့ဗျာ။ငလင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့လိုက်လူခဲ့ကြတာပေါ့။အဲပရိုက်တာအလုပ်တွေလုပ်ပါတယ်။ ဟုတ်ကျွန်တော်ဟိုတိုင်းရင်းစည်းထုတ်တဲ့လုပ်ငန်းရှိတယောက်ပါပဲငလင်နဲ့ပတ်သက်ပြီးတဲ့အချိန်မှာကျွန်တော်တို့လည်းငလင်ထံကိုခံလိုက်ရတယ်အဲ့တော့ငလင်ပြည့်သက်ပြီးတော့ကျွန်တော်တို့ဆယ်ရက်လောက်ကျွန်တော်တို့လည်းတူမင်းကျွတ်တဲ့စီအကြီးလေးရိုင်သွားတယ်အခါမဲ့ဆေးကိုင်းလည်းပျက်စီးသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဝန်ထမ်းတွေလည်းထိခိုက်နာကျင်ထိခိုက်သွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့28ရက်နေ့မလုပ်ခင်မနေ့မှာတော့တခါကျွေးလိုက်သေးတယ်ညနေပိုင်းမှာတော့ကျွန်တော်တို့ကျွေးဖို့အတွက်မစင်ပြဘူးကျွန်တော်တို့ကလေးတွေလည်းစိုးရင်သွားတယ်ဝန်ထမ်းတွေလည်းထိခိုက်တဲ့လူတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရပ်ထားတယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ 6ရက်နေ့ထိရထားတာပေါ့6ရက်နေ့ထိရပြီးတော့မှအဲ9ရက်နေ့ကစပြီးတော့ပြန်ကျွေးတယ်အဲကျွန်တော်တို့နောက်ပြီးတော့အခုမနေ့ကောညနေရောပြန်ကျွေးနေပါပြီဒါကတော့ကျွန်တော်တို့အာဟာရဒါနလှူတဲ့အပိုင်းပေါ့နောက်တစ်ခုကျွန်တော်တို့ဘာသာလောက်ကြလဲဆိုတော့ငလင်လောက်ပြီးတဲ့အချိန်မှာကာကွယ်စကန်နေငလင်နဲ့ပတ်သက်လို့ဥပမာပေါ့ကျွန်တော်တို့ကယ်ဆေးစကန်နေဖွင့်ထားတဲ့နေရာမှာကျွန်တော်ပြီးခဲ့တဲ့နှစ်ပတ်ကပဲသွားပြီးတော့လှူခဲ့ပါတယ်ဒီဘက်မှာကျွန်တော်တို့30နောက်လက်လောက်တောင်မှာ30နောက်တော့နောက်တော့10သိန်းရယ်နောက်တော့ခြားနေရာမှာ30စုစုပေါင်းကျွန်တော်30 80လှူပြီးပြပါပြီလှူပြီးပြီးတော့မှကျွန်တော်တို့ အခုကျွန်တော်ထပ်လူမဲ့ဟာဘာလူမလဲဆိုတော့ကျွန်တော်တို့ပျက်စီးဆုံးရှုံးသွားတဲ့ကာလအတွက်ပြန်လည်ထူထောင်ပြီးမှအသုံးပြုဖို့အတွက်ကိုကျွန်တော်တို့မီးဖို့ပေါ့နော်မီးဖို့ဟာမျိုးပါပါမယ်မီးဖို့ဆိုကျွန်တော်ပူတဲ့အထက်မှာစကိုင်းရမာတာပါထင်းကျူးစီပါပါပါထင်းကျူးစီပါမယ်ဓာတ်ဝိုးအကြီးသမင်းတယ်ပံဝင်ဓာတ်ဝိုးအလက်ရင်းနေတယ်မယ်ဟေးအရေးတော့ချက်လို့ရတယ်နောက်ဒေအိုးခင်းချက်ပါမယ်နောက်ကျွန်တော်မိသားစုတစုအတွက်ဇွန်၅ချောင်းစတီဗီကန်၅ချက် နောက်တော့ကျွန်တော်ငွေ9000နဲ့ကျွန်တော်အဲ့ဒါလေးကိုအိမ်တော်စုတရာအတွက်ကျွန်တော်ယူရထားပါတယ်မှန်တာပေါ့အခုတနေရာလေးမှာတို့တနေရာလေးမှာစုနေကြတယ်ဗျာစုနေပြီးတော့မှတို့အိမ်လေးပြန်တယ်ထူထောင်တဲ့အချိန်မှာအခြေခံလိုအပ်ချက်ကဒါပဲအဲ့တော့ကျွန်တော်ခုနပစ္စည်းတွေလူတယ်ခင်းချက်စားမယ်နောက်တော့9000ဆိုသူ့ရဲ့အတွက်ဖြားလေးလိုမလားချင်းတော်လေးတွေလိုမလားကျွန်တော်အဲ့ဒါလေးတွေလုပ်ဖို့အတွက်9000ထက်လူတာပါဒါအိမ်တော်စုတရာအတွက်ကျွန်တော်အစင်းသိဖြစ်နေပါပြီကျွန်တော်ရဲ့ social media မှာလည်း Facebook page တို့ account တို့မှာလည်းတင်ထားပြပါပြီနောက်ထပ်တရာကိုကျွန်တော်ထပ်မှာထားပါတယ်စကိုင်းဘက်ကို မိဖို့တွေထပ်မှာထားတယ်အဲ့တော့ကျွန်တော်တန်ဝတ်တန်ကွက်တွေလည်းထပ်မှာထားတယ်ကျွန်တော်နောက်ထပ်တရားလည်းထပ်လူဖို့ရှိပါတယ်ဟိုလုပ်ငန်းရှင်အကြီးကြီးတွေကလည်းငွေအမောက်အများကြီးလူသလိုပဲကျွန်တော်တို့လုပ်ငန်းရှင်တိတိလေးတွေကလည်းကျွန်တော်ရသတော်လေးတွေတတ်နိုင်တော့လူမှာပါကျွန်တော်ထင်ကြည့်တယ်လေကျွန်တော်ပရိုက်တာလောက်တာကျွန်တော်ချပါပြီအဲ့ကျွန်တော်နာမည်ကြီးရင်တော့မလုပ်နဲ့ဗျာနာမည်ကြီးရင်နာမည်ကြီးပြီးမှုအတွက်တဲ့တော်တော်ပရိုက်တာမလုပ်ပါနဲ့နောက်တစ်ခါဟိုကိုကျိုးစီဝါရှိမယ်ဆိုတော့မလုပ်ပါနဲ့ပရိုက်တာလုပ်တဲ့အလုပ်ကိုကျွန်တော်မြင်ကြည့်တာပါတိတ်ကမှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်ကုသိုလ်ရပါတယ် မမှန်ကန်မလို့ဘူးဆိုတော့ကုသိုလ်မရပါဘူးကုသိုလ်မရဘူးဆိုတော့အဲမကောင်းဘူးလို့ပဲမြင်ပါတယ်အဲ့တော့ကျွန်တော်တို့အချင်းလေပရိဒါဆိုတာကဟိုကိုအတ္တမရှိတဲ့ဟာပေါ့နော်အတ္တဣဒါမဟုတ်တာကိုပရိဒါလုပ်တယ်ပေါ့နော်သူများအကျိုးအတွက်သူများခက်ခဲရှိတယ်ကိုလည်းကျွန်တော်တို့ငလင်တော်မှာကျွန်တော်တို့လည်းခံစားခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ခံစားခဲ့ရအောင်ကျွန်တော်တို့ကပရိဒါဆိုတဲ့ဟာလေးစိတ်လေးရှိတယ်တက်တယ်ကိုခံစားရအောင်မြင်မြင်ငင်အောင်တိဆောက်ပြီးတော့မှသူများကိုကူညီခဲ့တာအဲ့တော့တချို့ပရိဒါအသေးအနေနဲ့ပတ်သက်ရင်ကျွန်တော်ထိုက်သူပံကတော့ကျွန်တော်အနေနဲ့ပြောချင်တာကျွန်တော်ပရိဒါလုပ်ဖို့အတွက်ကျွန်တော်အလှူမခံဘူးညာ အလူမခံဘူးကျွန်တော်ကရှင်းရှင်းပြောတာအလူမခံဘူးဒါပေမဲ့လာလူတဲ့လူရှိရင်ကိုတရာပေါ့အောင်လာလူတဲ့ရှိရင်9000တောင်းအောင်လည်းလာလူလို့ရတယ်အလူရှင်ရှိရှိမရှိရှိကျွန်တော် writer လုပ်နေတယ်နေ့စဉ်ကျွေးနေတယ်အခမဲ့စေကန်းဖွင့်နေတယ်အဲ့တော့ကျွန်တော်ကအာဒီအလူလေးအတွက်အာနေမနေ့လက်စာအတွက်အလူရှင်မရှိပါဘူးမနေ့စာအတွက်အလူရှင်မရှိပါဘူးကျွန်တော်ဘယ်တော့မှမပြောဘူးအာကျွန်တော်ဘက်ကမလားဆိုကျွန်တော်ဘာလို့လဲဆိုတော့ writer လုပ်ဖို့အတွက်ကိုဘယ်ငွေနဲ့လုပ်မှာလဲကျွန်တော်တို့အရင်စမ်းသားတယ် ဘယ်ငွေနဲ့လဲ။ဩခုနကပေါ့ရေချီးတယ်ဝိုင်းလူကြမယ်ဟဲ့ဆိုတော့ပတ်စံလေးစုပြီးဝိုင်းလူတယ်တမ်းပန်ပါတယ်။နော်ရေရှည်လုံးမယ်ဆိုရင်ကျွန်တော်တို့ပြောချင်တာဘယ်ငွေနဲ့လုံးပါလဲ။ကျွန်တော်ဆိုတိုင်းရင်းစေးထုတ်ပါတယ်။ကျွန်တော်တိုင်းရင်းစေးထုတ်လို့ရတဲ့ပတ်စံနဲ့လှူပါတယ်ခင်ဗျာ။လှူရဆိုကိုအတွက်သုံးဖို့လေးချမ်းပါတယ်။ကိုလှူနိုင်တဲ့ဟာလေးကိုစည်ရနာတန်တန်နဲ့လှူလို့ရတဲ့ဟာလေးရှာပါတယ်။အဲ့တော့ကျွန်တော်ရှာပြီးတော့မှစည်ရနာတန်တန်နဲ့ပဲလှူပေးပါတယ်။အဓိကတော့ဟိုငွေဘယ်ငွေနဲ့သုံးပါလဲပေါ့။နောက်ကဟိုကိုယ့်ရဲ့စေနာနာမည်ကြီးခြင်းတဲ့အချိန်တွေတော့မလုပ်ပါဘူး။ကျွန်တော်တို့ဘက်ကဒါကကျန်ဆိုရှယ်မီဒီယာမှာ လိုက်လိုချင်လို့ follower လိုချင်တဲ့စိတ်နဲ့တော့မလုပ်ပါဘူး။ဒါသူများကမပြောဘူးကျွန်တော်ကိုကျွန်တော်ပဲကျွန်တော်ခိုင်ထားတယ်။ကျွန်တော်ပတ်စံနဲ့ကျွန်တော်လှူပါတယ်။လာလူချင်းတို့ဆန္ဒရှိရင်9000တောင်းစားပြီးလှူလို့ရတယ်။လူရှင်ရှိရှိမရှိရှိကျွန်တော်လှူမယ်။ဒါတော့ဘာလို့ဆိုတော့ဟိုကျွန်တော်တို့နိုင်ငံက pride ကိုအခြေခံတဲ့တိုင်းပြည်ပါ။အဲဆိုတော့ဒါသူများနိုင်ငံတွေမှာနိုင်ရေးဖြစ်တယ်ဆိုတော့မှနိုင်ရေးအတွက်ကုန်ကြစေအားလုံးကပတ်စံကုန်ရပါတယ်။ဒီနိုင်ငံမှာမကုန်ဘူးရ။နိုင်ရေးကူညီမှုအသင်းလိုဟာမျိုးတွေ pride အသင်းလိုဟာမျိုးတွေရှိရကျွန်တော်တို့သိကောင်းပါတယ်။အဲကြရင် စွန်းစံထဲမှာကြွက်ချင်းတွေရောတာတော့ပါနိုင်တာပေါ့ဗျာဒါတွေကလည်းအကြာကြီးလိန်လို့မရပါဘူးလူတွေကလိန်ရင်အကြာကြီးလိန်လို့မရဘူးနော်ရေရှည်လုံးမယ်ဆိုရင်လူတွေကသူ့ဟာသူတော့ဘေးဖယ်သွားမှာပါနော်အဲ့တော့ပရိုက်တာအသင်းတွေပေါ်လာတာကောင်းပါတယ်အစိုးရကျွန်တော်တို့တိုင်းပြည်ဆင်းရဲပါတယ်တိုင်းပြည်ကလည်းနိုင်ငံတော်လူကြီးတွေကလည်းအကောင်းဆုံးစ조사နေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေကလည်းကိုတက်နိုင်တဲ့တထောင်တနေရကနေဝင်ပြီးတော့မှကိုတက်နိုင်တယ်လေဝင်ထမ်းပေးကြတော့ပါဗျာ ဘလောက်ပီတိဖြစ်เสียကောင်းလဲကျွန်တော်တို့ထင်တယ် pride နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကမ္ဘာတင်မှာကမ္ဘာမှာတော့ကျွန်တော်နိုင်ငံနံပါတ်1လို့တော့မှကျွန်တော်တင်စားပါတယ်ကျွန်တော်အမြဲတမ်းပြောရဲ covid ဒုတိယလိုင်းပြည်သူတွေစားဝတ်နေရအခက်ခဲနေတဲ့အချိန်မှာကျွန်တော်လှူတယ် covid ဒုတိယလိုင်းနောက် covid ငြိမ်းတယ်ဒါပေမဲ့လုပ်တည်ရနေသေးတယ်နောက်နိုင်ငံအပြောင်းလဲဖြစ်တယ်စားဝတ်နေရအခက်ခဲရှိတဲ့လူတွေရှိတာတွေထပ်ကြွေးတယ်အဲ့တော့ covid ဒုတိယလိုင်းဆိုတာအရင်ဆိုးရလက်ထက်တယ်ဒီဆိုးရမဟုတ်ဘူးကျွန်တော်တို့အဆိုးရနဲ့မဆိုင်ဘူး pride ကျွန်တော်တို့က pride ဆိုတာ pride လို့ပဲနိုင်ငံရေးမပါဘူးပါတီဆွဲမရှိဘူး ဘာသာရေးဆိုလည်းမရှိဘူးလူပုဂ္ဂိုလ်ဆိုလည်းမရှိဘူးကျွန်တော်တို့အရင်ဆိုးရလည်းလူတယ်ခုဆိုးရလည်းထက်မှလည်းလူတယ်နောက်ဆိုးရလည်းထက်မှလည်းလူနေတယ်နောက်ခုနကျွန်တော်ပြောတဲ့ထက်မှလည်းပါသွားတယ် rider လုပ်မယ်ရေရှည်လုပ်မယ်ဆိုရင်ပေါ်ပင်မဟုတ်ဘူးရေရှည်လုပ်မယ်ဆိုရင်တော့ဘယ်ငွေနဲ့လုပ်မှလဲပေါ့လူခံတဲ့ဝင်တဲ့ရတ္တိလို့မရဘူးလေအဲ့တော့ဘယ်ငွေကိုသုံးမှလဲတော့ဘလို့စီမံခန့်ခွဲမလဲပေါ့အဲကျွန်တော်တို့ဒါလုပ်ပါတယ်ကျွန်တော်ထိုက်သူပံတော့ရှင်းတယ်အလှူမခံဘူးကိုယ်ပစံနဲ့ကိုလူတယ်လာလူတဲ့ဆိုလည်းလူပါ ျွန်တော်လည်းလူမခံလူချင်းရှိရှိမရှိရှိကျွန်တော်နေတိုင်းထမင်းကျွေးမယ်မနေ့တခါညနေတခါအခမဲ့ဆေးကုပေးမယ်ဒီလိုဟာမျိုးဖြစ်ရင်ကျွန်တော်တို့လိုက်ပြီးတော့ပံ့ပိုးကူညီပေးမယ်အဲဒါတော့ပဲဟုတ်အဲ့လိုတော့လေကျွန်တော်တို့လည်းကြားတယ်ဆိုဆိုရှယ်မီဒီယာမှာပြင်တဲ့ဟာတွေကိုကျွန်တော်တို့အတီးတော့မျိုးကျွန်တော်ကိုယ်တိုင်မျက်စိမမြင်ရဘူးကောနော်ကျွန်တော်ကိုယ်တိုင်မျက်စိမမြင်လူတွေကမထထောင်သားတွေလေဗျာနော်လူတွေကမထထောင်သားဖြစ်တဲ့အတွက်ကြောင့်ချုပ်ကိစ္စတွေမှာလည်းရှိချင်ရှိမှာပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့မမြင်ပါဘူး ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပေါ့ social media မှာကျွန်တော်တို့ကထင်ရည်လျှောက်ပြီးတော့ရေးကြတာပေါ့ဥစားပေါ့ဟိုတော်တော်ကကျွန်တော်တွေ့တယ် social media ကိုကျွန်တော်ကဟိုကျွန်တော်တို့ကြည့်တယ်ဆိုတာကျွန်တော်တို့ကဟိုလိုက်ပြီးတော့သတင်းလေးဖတ်ကြည့်တယ်မှန်တာမှားတာတော့သူကသူပြန်ဆင်ကျင်ရတာပေါ့ဟိုတော်တော်ကအကြောင်းကြီးဖြစ်နေတယ်တိတ်နဲ့သွားကတ်တယ်ကျွန်တော်အဲ့ဒါလေးကိုအမြဲတမ်းပြောတယ်တိတ်နဲ့သွားကတ်အဲ့ဒါကိုကျွန်တော်တို့လူမျိုးတွေဝိုင်းဆဲကြတယ်ကျွန်တော်တနာလိုက်တာဗျအဲ့ဒါပညာရှင်တွေလုပ်နေကြတာလေအဲ့ဒီတိတ်နဲ့ဟာနောက်ပြီးတော့ဆက်ဟလာသေးလားဆက်ပြီးတော့ဘလို့သွားလဲဆိုတဲ့အတိုင်းတာလေးနဲ့သူတို့တိတ်ကတ်တာ အဲ့တော့ကျွန်တော်တို့ကသွားပြီးတော့ဟာသားလုပ်တယ်တိတ်တင်းနဲ့ကန့်နေကြတယ်မလုပ်ပါမလဲဗျာအဲ့တော့ကျွန်တော်တို့ကနားဆဲတဲ့လူတွေကိုကျွန်တော်တနာလိုက်တာလို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပညာရှင်တွေကသူ့ဟာသူလို့ပြီးမှဘယ်ဟာဒီဟာဒီဆက်ဟလာလားဆက်ကွဲသွားသလားဒီတိတ်ကဘလို့ဟသွားတာလဲပြဲသွားမှလားသူတို့အတိုင်းတားလေးတွေကစာလောက်ပါတယ်ကျွန်တော်ဒီနေ့ဆိုတော့တော့ချက်ငွေနေနဲ့ပတ်သက်တဲ့နေရာတွေတော့ချက်ကျွန်တော်ဒီနေ့ပျော်ပွဲတို့ဘာတော်တော်ဆူဆူဝါးတွေးခဲ့တယ်နော်ကြောက်ဆဲသွားခဲ့တယ်အဲ့ကျွန်တော်စကိုင်းဆိုရင်မနေ့ကဆိုစကိုင်းထပ်သွားတယ်အဲ့ဒါအခုပြိုတဲ့ဟာတွေတော့မှကျွန်တော်တို့မလွယ်ပါဘူး ။မန်လေးမှာဆိုလည်းပိုတွေပြိုတဲ့ဟာတွေအများကြီးတွေ့နေသေးတယ်။အဲ့တော့ဟိုလူတွေရဲ့လူတိုင်းကတော့ကျွန်တော်လည်းမမြင်ဘူးကျွန်တော်လည်းမသိတာဖြစ်တယ်တဲ့ကျွန်တော်မပြောတတ်ပါဘူး။သို့တော်လည်းဆိုရှယ်မီဒီယာမှာရေးတဲ့ဟာတွေကတော့ဟုတ်ချင်လဲဟုတ်မှာပေါ့။အဲသို့တော်လည်းမထထောင်သားတွေဖြစ်တဲ့အတွက်လည်းမှားတာလည်းရှင်းရှင်းရှိမှာပေါ့။ကျွန်တော်ကိုယ်တိုင်တော့မမြင်ဘူးပါဘူး။